ုံအလုံးလိုင်စင်ပြန်လည်လျှောက်ထားရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘူးကုန်လုပ်ငန်းထွေအားလုံးပုံမှန် အတိုင်း automatic license နဲ့ non automatic license စနစ်ထိုးနဲ့ရှောက်ထားရယူပြီးမှသာစုံရွှဲရမယ်လို့ကုန်သွယ်ရေးဦးစီးဌာနကအတည်ပြုလာပါတယ်။ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ဘူးကုန် license တွေကိုမြန်မာ trainer 2.0နဲ့ခွင့်ပြုထားရာကမတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ထမ်းချောင်းအင်တာနက်ချိတ်ဆက်မှုစနစ်တွေပြတ်တောက်ခဲ့ရတဲ့သူဆိုပါတယ်။ အဆိုပါကာလအတွင်းပို့ကုန်လုပ်ငန်းတွေအဆင်ပြေချောမွေစွာ ဆောင်ရွက်နိုင်ရှိရအတွက်ဧပြီလ3ရက်နေ့မှ30ရက်နေ့အထိပို့ကုန်လိုင်စင်လျှောက်ထားဖို့မလိုဘူးလို့ကြေညာခဲ့ပါထင်ထာချောင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့အကောက်ခွန်လုံထုံးလုံးဒီနဲ့အညီထုတ်ကုန်ကြေညာလှော်နဲ့ဓာတ်ရိုက်ဆောင်ရွက်ခွင့်ရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ကုန်ကြီးညာလွှာအတင်သွင်းသူတွေအနေနဲ့လည်းထုတ်ကုန်ကြီးညာလွှာအတင်သွင်းရှာမှကြီးညာလွှာရဲ့နှုတ်ဝမ်းအကွက်မှာဂုံတွယ်ရေးဦးစီးဌာနရဲ့သတင်းလွှာအစ်မြင့်ဆောင်2025အရာတင်ပို့ခြင်းဖြစ်ပါသည်လို့ဖော်ပြပြီးပို့ကုန်လိုက်စင်မပါရှိဖဲထုတ်ကုန်ကြီးညာလွှာအတင်သွင်းဆောင်ရွက်ခွင့်ရှိခဲ့တယ်လို့ဆိုပါတယ် လက်ရှိအချိန်မှာတော့ပို့ကုန်လုပ်ငန်းတွေအလုံးပုံမှန်အတိုင်းလိုင်စင်လျှောက်ထားရယူပြီးမှဆောင်ရွက်ခွင့်ရမှာဖြစ်တာကြောင့်တင်သွင်းလို့တဲ့ထုတ်ကုန်ကြေညာလွှာမှာလိုင်စင်ပြည့်စွက်ကြေညာတာလိုင်စင်ဘယ်လန်းစင်ဆောင်ရွက်ထားသူကိုမူလလုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်ရမယ်လို့သိရပါတယ်ရှင်။